ရှိတဲ့တင်လေးပေါ့နော်မိမရှိတဲ့အချိန်လေးပေါ့ကျမရဲ့မိဘပြည်သူတွေသိရှိစေရန်ကျမဒီတင်လေးကိုတင်ဆက်ပေးခြင်းဖြစ်ပါတယ်နော်ကျမမကြခင်အချိန်ပိုင်းအတွင်းနော်မကြခင်ရပိုင်းအတွင်းပေါ့တမတော်ကြီးကျမတို့ဖခင်ကြီးဦးဆောင်တဲ့နာဆကအစိုးရကြီးနဲ့တမတော်သားတွေအပေါ်တမတော်ရဲ့သားညာရှိတွေအပေါ်နိုင်ငံဝန်ထမ်းတွေအပေါ်စီစီလုံးမှုပြပြစေရန်အယုံကြည်မှုပြပြစေရန်စောက်စော်တွေးထိုးခဲ့တဲ့အောက်တန်းစာဒီရောက်မှာဘို့ဒီရောက်မှာတယောက်ကိုကျမမကြခင်တရားဆွဆိုသွားပါမယ်နော်ကျမဒီသိန်းစာကိုအရင်တော့လည်းလိုက်ပြင်ပြီးတတိပေးခဲ့ပြီးပြီ အောက်မှာအလှူတွေခံနေပြီးတော့အောက်ခြေတက်မလို့သားစစ်တီတွေကိုလေးစားပါလေချက်ခင်လာတယ်ဆိုပြီးတော့အနေအချင်းအလှူလေးပြပြီးတော့ကျမတို့တက်မလို့သားတွေနဲ့ဒီတက်မလို့သားအရာရှိတွေအောက်ခြေနဲ့အထက်အရာရှိတွေကိုစိတ်ဝမ်းကွဲစေမယ့်အရာမျိုးတွေးထိုးလှုပ်ဆောင်ပြီးတော့စီယုံတိုင်ဝင်ပြောဆိုခဲ့တယ်ကျမတို့မိဘပြည်သူတွေကနေပြီးတော့တက်မလို့ကြီးအပေါ်လေးစားယုံကြည်မှုအားနည်းလာအောင်ဟင်မျိုးမျိုးစုံနဲ့တက်မလို့သားအပေါ်တက်မလို့ကြီးအပေါ်ဆောက်ဆော့စီယုံလှုပ်ဆောင်ပြောဆိုခဲ့တယ်ဒီအကြောင်းဆောင်လိမ့်လိမ့်ဘယ်ရောက်ကိုကျမမကြင်ဘူးတရားဆွဲဆိုသွားပါမယ် ကျွန်တော်ရဲ့ Twitter account လေးကတော့ကျသွားပြီပေါ့နော်ကျသွားပြီဆိုတာဒီအပိုင်းမှာကျွန်တော်တည်တယ်ပေါ့နော်ကျွန်တော် account ကိုအဲ့လိုမျိုးပေါ့ဟိုရန်စတာတို့ပေါ့နော်ဟိုမနာလိုတာတို့ ਨੇ အဲကျွန်တော်ရဲ့အမှန်တရားကိုမျက်နှိုးတာကိုမနစ်တဲ့လူတွေကကျွန်တော်ကျွန်တော်ကိုတော်တော်တိုက်ခိုက်လာတာရှိတယ်ပေါ့နော်အဲတိုက်ခိုက်လိုက်တယ်တိုက်ခိုက်လာတဲ့နေရာမှာ ဟိုဘက်လူဒီဘက်လူရှိတယ်အဲညီပိန်းတို့လက်တော့ချောင်းထောင်းတို့နော်အချက်ကလက်နက်ကင်အားပေးသူတချို့တပုံတောင်းချမ်းသူအဖွဲ့တွေရတယ်ရှိတယ်လို့အမှန်တရားကိုနော်မကြိုက်တဲ့အဲကျွန်တော်တို့ဒီလူသားတွေပဲလေအမှန်တရားကိုမကြိုက်တဲ့ဆိုတာကျွန်တော်တို့တက်မတော်တွေမှာရဲတပ်ဘက်ဝင်တွေမှာအဲအစိုးရဝန်ထမ်းတွေထဲမှာလေအဲကိုယ့်ရဲ့တဘောဝဆန်တဘောရဲသမားတွေပေါ့နော်အဲ့လိုလူတွေကကျွန်တော်မကြိုက်ဘူးเนาะအဲ့ဒါကျွန်တော်အမျိုးမျိုးအဲဖန်ခိုင်းနေခြင်းနဲ့ အဲဘောနော်အမျိုးမျိုးပေါ့နော်အဲချင်းချောက်တယ်ပေါ့အဲဒီချင်းချောက်မှုတွေကဒဏ်တွေကိုကျွန်တော်ကမကြောက်လို့ပေါ့နော်ဒီအလုပ်တွေကိုကျွန်တော်လုပ်နေတာကျွန်တော်ရဲ့လမ်းကြောင်းကဖြောင်းမှတ်တွေအမှန်ကန်တဲ့ယူသားသားနဲ့ယူရှင်းရှင်းနဲ့တိုင်းပြည်နိုင်ငံလူမျိုးနဲ့တက်မတော်နဲ့အေးချမ်းဆောင်လူထန်ခြင်းနဲ့ပြည်သူလူထုတွေတက်မတော်မိသားစုတွေတက်မတော်အားပေးထောက်ခံဝန်ရံတဲ့လူတွေကိုအဲကျွန်တော်ကအချစ်တယ်အဲအဲ့ဒီထဲမှာမှတချို့သောပေါ့နော်ကိုနေရရဖို့နောက်ကိုရအထက်အကြီးအထက်အကြီးကိုဘိုးမာတာတွေအဲဥမာတခုဟို ါတက်တဲမှာအများကြီးရှိပါတယ်အဲအဲ့လိုမျိုးလူတွေလည်းကျွန်တော်မကြိုက်ကြဘူးပေါ့နော်မကြိုက်ကြတာကတော့ဟိုမကြိုက်ကြရင်မှန်အောင်နေပေါ့ဗျာဒါကတော့ရှင်းရှင်းလေးပဲဒါအတိုင်းပြည်ဒီလိုခစ်ပြနေတဲ့အချိန်မှာကျွန်တော်တို့တက်မတော်ကိုကျွန်တော်အမြဲတမ်းပြောတယ်နိုင်ငံရဲ့လူမျိုးအေဂျင်စီတင်နေနံပါတ်1ကတက်မတော်ကိုပြည်သူအားကိုးရတဲ့တက်မတော်တရွတ်တရက်ပေါ့နော်အခုလိုခစ်ပြသွားပြီးတဲ့အချိန်မှာ ီ2021ပြည်ဝါရတရနေ့အခင်းကျင်းရနေတက်မလို့သားတွေတက်မလို့သားမိသားစုတွေကိုပြည်သူလူထုတွေပြောချင်တိုင်းပြောတယ်ဆိုချင်တယ်ဆိုတယ်အဲ့ဒါကိုမခံနိုင်တဲ့အတွက်တက်မလို့ကိုပြည်သူအားကိုရတဲ့တက်မလို့တရဖြစ်စေခြင်းနဲ့တက်မလို့ကြီးကိုကောင်းတဲ့အစဉ်လာတမိုင်းနဲ့ရှေ့ဆက်ပြီးတော့သွားစေခြင်းနော်အဲ့တော့လက်ကျန်နေတဲ့ဖရဲသီးတွေရှိတယ်။နော်အဲ့ဒါတစ်ခု။နောက်တစ်ခုကတော့အခြေခံစစ်တီမီတာစုကနေပြီးတော့မှတက်မတော်မှာအစစ်စစ်တာဝန်ထမ်းဆောင်တဲ့ တက်မတော်သားကောင်းကိုကျွန်တော်ပို့ပေါ်ထွက်စေချင်တယ်ပေါ့နော်နောက်တစ်ခုနေပြီးတော့စေယုံတဲ့ကပေါ့နော်တထင်းပေါ့နော်တထင်းဆိုတာကိုထင်း MP ရေပေါ့နော်သူ့နာမည်ကတော့ဒီမှာအာကာအောင်6413လို့ပြောတယ်နော်အဲ့တော့တက်မတော်တထင်းနေပြီးတော့စေယုံတဲ့တက်မတော်တထင်းကကျွန်တော်ကသူ့စစ်သားကိုချစ်တယ်သူ့အောက်မှာသွားမှန်မှန်မဲနဲ့သူများမှန်ကိုနော်ဇော်ဘုံဝင်းမိမဖာခံပြီးပေးထားတဲ့လာတာမဟုတ်ဘူးလေသူများမှန်တာကြာကျွန်တော်လည်းမဆန်ဘူးအဲ့လောက်မှန်ရရင်တထင်းရှိလား TLA တင်ပိုက်ထားသောမိုးကုတ်နှင့်နောင်ချိုမြို့နယ်တို့ကိုယမန်နေ့ညနဲ့ယနေ့အထိစစ်တပ်ကလေရင်ဖြင့်ဆက်တိုက်ပုံကျဲပြန်မန္တလေးတိုင်းတွင် TLA တင်ပိုက်ထားသောမိုးကုတ်နှင့်နောင်ချိုမြို့နယ်တို့ကိုယမန်နေ့ညနဲ့ယနေ့အထိစစ်တပ်က လေရင်ဖြင့်ဆက်တိုက်ပုံကျဲနေကြောင်းဒေသပြည်သူများကရန်ကုန်ခေတ္တသတင်းဌာနထံသို့ပြောဆိုသည်ယနေ့မေလ၄ရက်နေ့နနက်10:30နာရီ30မိနစ်ဝန်းကျင်အချိန်မိုးကုတ်မြို့အနောက်ပိုင်းစင်ကွာကျေးရွာကို စစ်တပ်ကလေရင်ဖြင့်ဘုံကျဲတိုက်ခိုက်ခဲ့ကြောင်းယမန်နေ့မေလ3ရက်နေ့ည9နာရီ50မိနစ်အချိန်မိုးကုတ်မြို့နယ်စင်ခွာတော်ရအကြောင်းကိုဘုံကျဲခဲ့ကြောင်းယမန်နေ့ညပိုင်းဘုံကျဲမှုတွင်လူထိခိုက်မှုမရှိကြောင်းယနေ့နံနက်ပိုင်းဘုံကျဲမှုတွင်အခြေအနေအသေးစိတ်မသိရသေးကြောင်းဒေသပြည်သူများကပြောဆိုသည့်အခုကလေရင်နဲ့တောက်လျှောက်ကျဲနေတော့အားလုံးမအိပ်ရဲမစားရဲမသွားရဲဖြစ်နေတယ်။ကင်းထောက်လေရင်တွေလည်းတောက်လျှောက်ပါပဲ။ဟု မိုးကုတ်မြို့နယ်မှာဒေသပြည်သူတအူးကပြောဆိုသည် TNLA ကတင်ပိုက်ထားသောရှမ်းပြည်နယ်မြောက်ပိုင်းနောင်ချုံမြို့နယ်ဝါဖိုးကုန်းကြီးရွာတွင်လည်းမေလ3ရက်နေ့ည8နာရီအချိန်ဘုံကျဲချခဲ့ကြောင်းအဆိုပါဘုံကျဲမှုကြောင့်ကလေးတအူးထိခိုက်ခဲ့ကြောင်းသိရှိရသည်မေလ2ရက်နေ့နောင်ချုံမြို့နယ်လုံဝဲကြီးရွာကိုလည်းစစ်တပ်ကတိုက်လေရင်ဖြင့်ဘုံလေးလုံးကျဲချခဲ့ရာဘုံနှစ်လုံးကွဲပြီးဘုံနှစ်လုံးမပေါက်ကွဲပဲကြံရစ်ခဲ့ကြောင်းဘုံကျဲမှုကြောင့် လူထိခိုက်မှုမရှိကြောင်းဒေသပြည်သူများကပြောဆိုကြသည့်မေလ3ရက်နေ့နနက်9နာရီ2မိနစ်အချိန်စစ်ကောင်စီတပ်ဤတိုက်လေရင်ကမိုးကုံမြို့နယ်အနောက်ပိုင်းရှိပြည်သူများနေထိုင်သောကတဲ့ရက်ွက်ထဲသို့လေရင်ဖြင့်ဗုံးများကျဲချခဲ့ရာလူနေရက်ွက်အတွင်းသို့ကြားရောက်ပြီးပန်းရံတအုပ်တည်ဆုံးခဲ့ကြောင်းသိရှိရသည် စစ်ကောင်စီကဧပြီလ28ရက်နေ့နဲ့ဧပြီလ29ရက်နေ့တရုတ်နိုင်ငံကုမင်းမြို့တွင်တရုတ်၏ဂျာဝင်ဆွတ်ဖက်မှုဖြင့်ပြုလုပ်သော TNLA နှင့်ငင်းကြယ်ရေးဆွေးနွေးပွဲပြပြခဲ့ပြီးနောက်ယမန်နေ့ညပိုင်းမှာယနေ့နံနက်ပိုင်းထိလေကြောင်းတိုက်ခိုက်မှုများတောက်လျှောက်လှုပ်ဆောင်လာခြင်းဖြစ်သည်။